ပေါ်မင်းသားရည်နဲ့မတူပဲကိုပိုင်ရဲ့ချင်းနဲ့ကဘာကျော်မင်းသားတယောက်ဖြစ်လာတော့မဲ့ဒေါင်အလုံးမဲမိကလာပေါင်းဗမိစနောင်းကနေချက်ဆွလိုက်ပါတယ်မင်းကလေးပေသက်တွေတသင်းလို့အပင်မှုကိုရရှိထားတဲ့ဒေါင်ကတော့ဘယ်နေရာကိုရောက်ရောက်ပေသက်တွေဂုံယူရအောင်လုပ်ပြနိုင်သူပေါင်းအခုလည်းဒေါင်ကိုယ်တိုင်ခေါင်းဆောင်မင်းသားဖြစ်တရုတ်ဆောင်ထားတဲ့ထိုင်းရုပ်ရှင်စကားကြီးကိုမကြောက်ခင်မှရုတ်တင်ပြသတော့မှာဖြစ်ပါတယ် မြန်မာနိုင်ငံမှာပကံမြို့သူဇလန်တွဲကိုစတင်ရိုက်ကူးခဲ့ကလူကြိုက်များခဲ့တဲ့တောင်းဟာအခြားမင်းသားတွေနဲ့မတူဘဲရုပ်ဆောင်ပုံတွေကထူးခြားနေပါတယ်။တဘာဝကြကြတရုပ်ဆောင်တက်တဲ့ရေချင်းရှိတာကြောင့်တောင်းကတစ်ချိန်မှာထွန်းထောက်လာမဲ့ကျယ်ပွင့်ဖြစ်အလုံးကမှန်းဆထားကြတာပေါ့။ဒါပေမဲ့2021ခုနှစ်မှာတော့တောင်းကမြန်မာရုပ်ရှင်ဇာတ်ကားတွေနဲ့အလုပ်တွဲမလုပ်ဖြစ်တော့ဘဲထိုင်းနိုင်ငံကိုရောက်သွားခဲ့ပါတယ်။ OVID မင်းသားတွေတယောက်ပြီးတယောက်အကယ်ဒမီရောက်နေတဲ့အချိန်မှာတောင်းကတော့ရေချင်းတွေကိုဖြစ်နေတဲ့သူပေါ့။နိုင်ငံတကာကိုထုတ်ဖော်ဖို့အတွက်ရည်မှန်းချက်ထားတဲ့တောင်းကမကြခင်မှာတော့ထိုင်း ်သဲထိတ်ရင်ဖို့ဇာကားကြီးမှာအဓိကမင်းသားနေရာကနေတရုတ်ဆောင်ထားပါတယ်ဒီဇာကားကတော့ဒုတိယကမ္ဘာစစ်ကာလကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ရုပ်ရှင်ဇာကားဖြစ်ကနိုင်ငံတကာကနာမည်ကျော်ရည်လည်းပါဝင်ပါတယ်အိုမူခတဲ့ရုပ်ရှင်ဖြစ်ပြီးဂျပန်ရိုးရာရှေးပုံမြင်ကိုအခြေခံထားတာပေါ့အိုမူခတဲ့ရုပ်ရှင်ကိုအပြည့်တက်ရိုက်ကူးနေပြီးတော့ဇာကားအမီလေးလည်းထွက်လာပါပြီအချောတန်ရိုက်ကူးပြီးမကြခင်မှာထိုင်းနိုင်ငံတဝန်းရုံတင်ပြသသွားမှာဖြစ်ပါတယ်တောင်ရဲ့ရုပ်ရှင်ဇာကားကိုမကြည့်ရတာကြောက်ပြီးဖြစ်တဲ့မြန်မာပြည်သက်တွေကတော့တောင်ကိုအလွမ်းပြေးသွားကြမှာပေါ့ တောင်းဟာအရင်ကတည်းကထိုင်းနိုင်ငံရုပ်ရှင်ထုတ်လုပ်သူတွေနဲ့အတူဇာကားတွေရိုက်ခဲ့ဖို့ပါတယ် မြမမင်းကလေးတွေတာမကထိုင်းမင်းကလေးတွေကလည်းတသိန်းလောက်အပေးကြပြီးရုပ်ရည်တစ်ခုတည်းကြောင့်နမည်ကြီးတာတော့မဟုတ်ပါဘူးတရုတ်ဆောင်ကောင်းတာကြောင့်ထိုင်းကထုတ်လုပ်သူတွေကပါဒေါင်းနဲ့တူအလုပ်လုပ်ဖို့ကမ်းလှမ်းတာကိုခံရတာဖြစ်ပါတယ်မြန်မာနိုင်ငံကနေနိုင်ငံတကာထိအောင်မြင်ပြီးခေါင်းဆောင်မင်းသားနေရာကနေတရုတ်ဆောင်တွေကြတဲ့မင်းသားတွေကတော့လက်ချိုးရည်တွက်လို့ရပါတယ်ဒီနေ့တည်းတော့အတွက်မှာပေါ်ကားတွေကိုလာတိုင်းလိုလိုရုတ်တင်ပြသလာခဲ့ပြီးတော့အနှစ်သာရမပါတဲ့ဇာကားတွေဖြစ်တာကြောင့်ပြည်သက်တွေကတော့ဝေဖန်ကြတာပါအရင်အချိန်မှာဒေါင်းကတရုတ်ဆောင်အရေးချင်းကိုခပ်ပပလေးပြသပြီးနိုင်ငံတကာထိထုတ်ဖို့ ောင်းနေပါပြီမြန်မာနိုင်ငံကရုံတင်စကားကြီးတွေမှာတရုတ်မဆောင်ရလို့တောင်းကကွယ်ပြောက်သွားမဲ့သူမဟုတ်ဖဲနိုင်ငံတကာတန်းဝင်မင်းသားတယောက်ဖြစ်လာခဲ့ပါပြီရုပ်ရည်ကလည်းမင်းကလေးတွေသဘောကျလောက်တဲ့အထိပြည့်စုံတယ်လို့တရုတ်ဆောင်ရေးချင်းကတော့ဖြစ်ညစ်ပြီးတရုတ်ဆောင်တာမျိုးမဟုတ်တဲ့အတွက်တောင်းကအရှိန်ဟုန်နဲ့အောင်မြင်တော့မှာပါထိုင်းနိုင်ငံမှာပြသပြီးအောင်မြင်သွားရင်တောင်းကိုနောက်ထပ်ရုပ်ရှင်ထုတ်လုပ်သူတွေကလည်းကန့်လန့်လာဖို့အခွင့်အရေးတွေလည်းရှိပြီးသားဖြစ်ပါတယ်ပြည်ရင်းမှာတာမကအပြပအထိပါခြေဆန့်ပြီးသူ့ရဲ့အရေးချင်းနဲ့ထိုးတက်သွားတဲ့တောင်းကတော့အပိရဲ့ပြည်သက်တွေကိုဂုံယူရအောင်လုပ်ပေးနိုင်သူပေါ့ နိုင်ငံတကာကစုတွေရထားတဲ့ဒရိုက်တာကြီးတွေနဲ့အလုပ်တူတွဲလုပ်ဖို့မျှော်လင့်ချက်ကတော့အနုပညာရှင်တွေမှရှိကြပြီးတောင်းကဒီအခွင့်အရေးကိုရအောင် ကိုယ်တိုင်စူးစမ်းယူခဲ့ပါတယ်။ဇာကားတွေမရိုက်ရတာကြောင့်ပြိုင်ဘက်တယောက်ရော့သွားပြီလို့ထင်ကြပေမဲ့လည်းတောင်းကပိုသားတဲ့အနေထားနဲ့ပေါ်ထွက်လာလို့အလုံးကတော့အားသင့်နေကြတာပေါ့မကြခင်မှာတော့တောင်းတယောက်ဆောင်ထားတဲ့ဇာကားမှာအမိုက်ဆောင်အိုက်တင်တွေကိုမြင်တွေ့ရတော့မှာပေါ့အရေးချင်းတွေစစ်မှန်တာကြောင့်ဘယ်နေရာရောက်ရောက်အောင်မြင်နေတဲ့တောင်းကိုဘယ်သက်ကြီးရောအားပေးသွားမှလားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပြီး YouTube channel ကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။